ာပါเนาะဒီဗီဒီယိုလေးမှာတော့ဒီကလစ်ထိုးနီးလေးကိုထိုးပြပေးပါမယ်เนาะခြေကတော့ဒီလေးရောင်လုံမယ်เนาะအောက်ခံအတွက်ကအဖြူရောင်ပန်းဝင်အတွက်ကကြတော့ကိုကြိုက်တဲ့အရောင်လေးတွေလုံမယ်เนาะအထက်ကဝက်ဆန်အောင်ကြတော့အဝါရောင်လေးကိုသုံးပါမယ်เนาะအဆိုင်2မီလီမီတာကိုသုံးထိုးမယ်เนาะဒီကလစ်ကလေးကကြတော့ဒီကလစ်အဝိုင်းလေးကိုသုံးမယ်เนาะဒါဆိုရင်ဒီကလစ်လေးကိုစားပြီးတော့ထိုးပြပါမယ်เนาะ အရင်ဥဆုံးကလေးအောက်ခံလေးကိုထိုးမယ်နော်ကလေးအောက်ခံလေးကိုထိုးဖို့အတွက်အက်ကိုဒီလိုမျိုးဟောင်းနေတဲ့အက်နဲ့ထိုးမယ်နော်ဒီအက်နံပါတ်ကလည်း1မီတာပါမယ်နော်ဘာလို့လဲဆိုတော့ကလေးကိုဒီလိုမျိုးရှီဝင်ပြီးတော့ထိုးတဲ့အခါမှာအက်မှာဒီမှာနော်ပုံးနာပဲ့တာလေးဖြစ်လို့ဒီလိုမျိုးအက်ကိုဟောင်းနေတဲ့ဟာလေးနဲ့ပဲထိုးမယ်နော်ဒါဆိုရင်ပထမဆုံးဂွင်းရှင်လေးလှုပ်လိုက်မယ်နော်ကွင်းရှင်လေးလောက်ပြီးတော့ဒီဘက်ထဲမှာရှီလာထည့်မယ်เนาะ ပြီးရင်တိုင်တူလေးတိုင်ထူလိုက်မယ်เนาะဒီလိုမျိုးလေးပြီးရင်ဖွ့မီ၃ခါเนาะဖွ့မီ၃ခါထိုးပြီးတော့ဒီဘက်ချံကိုလာပြီးတော့တိုင်တူလေးနဲ့ချိန်လိုက်မယ်ဒီဘက်ချံကိုတိုင်တူလေးနဲ့ဒီလိုမျိုးလေးချိန်လိုက်မယ်เนาะပြီးရင်ဒီပောက်ထဲမှာပဲတိုင်တူလေးတွေထိုးသွားမယ်เนาะ နှစ်ခါရပြီเนาะဒီလိုမျိုးတိုင်တိုလေးတွေဆက်နှစ်ခါရအောင်ထိုးမယ်เนาะ3 4 5空七古 တစင်စတိစနစ်ဒီလိုမျိုးတိုင်တူလေးတွေစနစ်တိုင်းနဲ့ဒီဘက်ရှောင်းထိုးလာပြီးဆိုရင်ဒီထိပ်မှာကြတော့3တိုင်ထိုးမယ်နော်တိုင်တူလေး3တိုင်ထိုးလိုက်မယ်ဒီနိ တော့ Okay ဒီထိပ်မှာတိုင်တို၃တိုင်ထိုးပြီးပြီဆိုရင်ဒီဘက်ကိုလည်းတိုင်တို၁၂တိုင်နဲ့ပြန်လာပြီးတော့ထိုးမယ်เนาะဒီမှာတိုင်တို၄၁၂တိုင်ဒီဘက်ကိုလည်းထိုးလာပြီးပြီဆိုရင်အအမ်ကလစ်လေးကိုဓာမျိုးလေးပိတ်လိုက်မယ်เนาะပိတ်ပြီးဒီထိပ်လေးမှာကြတော့တိုင်ရှိ၃တိုင်ထိုးလိုက်မယ်เนาะဒီအစလေးကိုပါတခါတည်းတင်းသွားမယ်เนาะအရှိ၃နိုင်ထိုးမယ် တေနိတော့ဒီလိုမျိုးတန်ကြီးတောင်းလိုက်ထိုးပြီးဆိုရင်ရေစလေးကိုညှက်ထိုးလိုက်မယ်နော် ဒီလိုမျိုးတိုင်ဟီသုံးနိုင်ထိုးပြီးပြီဆိုရင်ဒီဘက်ရှမ်းကပထမဆုံးတိုင်တူထိုးလာတဲ့ထိပ်ဒီမှာချက်ကော်လေးနဲ့ချိန်လိုက်မယ်နော်ဒါမျိုးလေးโอเคဒါမျိုးလေးရပြီဆိုရင်ဒီနေရာမှာဖို့မီနှစ်ခါနော်ဖို့မီနှစ်ခါထိုးပြီးဒီချက်ကော်ချိန်ထိုက်တဲ့အပေါက်ထဲမှာပဲတစ်ခါချက်ကော်လေးနဲ့ပြန်ချိန်တိုင်းမယ်နော်ဒါမျိုးလေးပြီးရင်ဖို့မီနှစ်ခါ ုမီနှခါထိုးပြီးနောက်တစ်ပေါက်မှာနော်နောက်ထပ်တိုင်သူရဲ့အပေါက်မှာနောက်ထပ်တိုင်သူရဲ့အပေါက်မှာရှက်ကော်လေးနဲ့ရှည်လိုက်မယ်နော်ပြီးရင်ဖုန်မီနှခါပြီးရင်နောက်တစ်ပေါက်မှာရှက်ကော်နဲ့ရှည်နော် ီးရင်ဖုံးမိနှစ်ခါဖုံးမိနှစ်ခါထိုးပြီးနောက်တစ်ပေါက်မှာရှက်ကော်နေရှိဖုံးမိနှစ်ရှက်ကော်တစ်ဖုံးမိနှစ်ရှက်ကော်တစ်နဲ့ဒီလိုမျိုးပပက်လေအဆုံးထိရအောင်ထိုးလာမယ်နော်ဒီနေရာထိရအောင်ထိုးလာမယ်နော်ပပက်လေဒီမှာမမဲနောက်ဆုံးနေရာကြီးထိုးလိုက်တယ်နော်နောက်ဆုံးနေရာမှာဒီမှာတပောက်ကြံနေတယ်နော်တပောက်ကြံနေတာကိုဖုံးမိနှစ်ရထိုးပြီးဒီနေရာမှာချက်ကော်နဲ့မရှိဖဲနဲ့ရှိစားလေးကိုရင်ဆုံးဖြတ်လိုက်မယ်နော် ရင်နှုံးဖြတ်ပြီးတော့ဒီနေရာမှာချုပ်ဝက်လေးနဲ့လာရှုံးမယ်။နော်ဒီနေရာမှာလှလာလေးပြစ်သွားအောင်ချုပ်လိုက်မယ်နော်ဒီအဆက်လေးကို။နော်ဒါမျိုးလေး ီချဲလေးတွေမှာရေစားလေးကိုတင်သွားမယ်နော်โอเคဒါဆိုရင်ဒီမှာကလေးအောက်ခံလေးထိုးပြီးပြီနော်ကလေးအောက်ခံလေးထိုးပြီးပြီဆိုရင်ဒီနေရာမှာဒီပန်းပွင့်လေးလာထိုးမယ်နော်ပန်းမွင့်လေးထိုးဖို့အတွက်ဒီရှင်နီရောင်လေးနဲ့မတ်ချုပ်ဝင်လေးလုပ်လိုက်မယ်နော် ပြီးရင်ဒီမက်ဂျစ်ဝင်နေကနေဖို့မီနှစ်ခါထိုးမယ်နော်ဒီနေ့ဖို့မီကိုကြစ်ကြစ်ကလေးပဲဆွဲပြီးတော့ထိုးမယ်နော်ပြီးရင်ဒီပောက်ထဲမှာပဲတိုင်ရှီလေးတစ်တိုင်ထိုးမယ်နော်တိုင်ရှီကိုလည်းတူတူလေးပဲဆွဲမယ်နော်တားရှီကြီးဆိုရင်အပွင့်တားကြီးသွားမှာဆိုလို့နော်တိုင်ရှီတစ်တိုင်ဖို့မီနှစ်ခါဖုန်နခါထိုးပြီးဒီမကျွင်းနဲ့မှာပဲချက်ကော်လေးနဲ့ဈင်းချေလိုက်မယ် နော်ဒါဆိုရင်ပွင့်ဖက်လေးတကူစားရပြီနော်ပြီးရင်ဖွင့်ပြီးနှစ်ခါပြီးရင်ဒီပေါက်ထဲမှာပဲတိုင်ရှိတတိုင်းတိုင်ရှိကိုစောနာလို့ပဲတူတူလေးပဲထုံးမယ်နော်ပြီးရင်ဖွင့်ပြီးနှစ်ခါပြီးရင်ချက်ကော့လေးနဲ့ချိန်မယ်နော်ဒါဆိုရင်ဒီမှာပွင့်ဖက်နှစ်ခုရပြီเนาะဒါမျိုးပွင့်ဖက်လေး၅ခုရအောင်ထိုးလာမယ်เนาะ ဒီမှာပွင့်ဖက်လေး၅ခုထိုးလာပြီးပြီเนาะ၅ခုထိုးလာပြီးပြီဆိုရင်ဒီဝိုင်းလေးကိုဆွဲစီလိုက်မယ်เนาะဒီပါဒီဝိုင်းလေးကိုဆွဲစီပြီးပြီဆိုရင်ရှီသားလေးကိုဖြတ်လိုက်မယ်เนาะ

ဒါမျိုးလေးလုပ်ပြီးပြီဆိုရင်ရှီပန်းရောင်လေးနဲ့ဒီရှီပန်းရောင်လေးနဲ့အထဲကဘယ်လိုပြောရမလဲဝစ်ဆန်လေးပေါ့နော်ဝစ်ဆန်လားဘယ်လိုပြောရမလဲဒီမှာဒါမျိုးလေးထိုးမယ်နော်ဒါမျိုးလေးလုပ်ဖို့အတွက်ဒီမှာမမကဒီရှီပန်းရောင်လေးကိုချီပိုးပလိုင်းကိုပေါ့နော်နှစ်ချောင်းခွဲလိုက်တယ်ဒီမှာနှစ်ပင်ကိုပဲယူထားတယ်နော်နှစ်ပင်ကိုပဲယူထားတယ်ပြီးရင်ဒီမှာဒီဝိုင်းလေးရဲ့အလဲကနေပြီးတော့အကလေးကိုထိုးထည့်မယ်နော်ထိုးထည့်ပြီးဒီမှာ အပွင့်နှစ်ခုပဲကြာလေးဒီထဲမှာဒါမျိုးလေးလှုပ်လိုက်မယ်နော်ဒါမျိုးလေးလှုပ်လိုက်မယ်ဒီမှာနော်ဒါမျိုးလေးလှုပ်လိုက်မယ်ပြီးရင်ဒီနှစ်ခုပဲကြာတဲ့အနေလေဒီလိုမျိုးလေးလှုပ်ပြီးဒီအလဲကနေထိုးလိုက်မယ်ဒီမှာမင်းမင်းဒီနေရာမှာရှင်းပြလို့မထီလို့ထိုးပြလိုက်မယ်နော်လိုက်ကြည့်ပေးပါနော်တည်တည်ချာချာလေးပြီးရင်ဒီနှစ်ခုပဲကြာတဲ့ကိုအရှိလေးထဲမယ်ပြီးရင်အလဲကနေပြီးတော့ခြေစားလေးကို ဆွဲလိုက်မယ်ဒါမျိုးလေးလွယ်လွယ်လေးပါပဲเนาะဒီဘက်နှစ်ခုရဲ့ကြားထဲမှာလည်းထည့်လိုက်မယ်เนาะဒါမျိုးလေးပြီးရင်ကြံနေနှစ်ခုရဲ့ကြားထဲရာလည်းထည့်လိုက်မယ်โอเคဒါတွင်ဒီမှာဒါမျိုးလေးရပြီဒါမျိုးလေးရပြီဆိုရင်ဒါလေးကိုလည်းရှည်လိုက်မယ်เนาะနောက် okay ဒါမျိုးလေးရပြီဆိုရင်ဒီအလေကဝစ်ဆန်ငေါ်ဝါလေးကိုထိုးမယ်နော်ဒီဝစ်ဆန်လေးကိုထိုးဖို့အတွက်ဒီအလေကနေပြီးတော့အက်ကိုထိုးထည့်လိုက်မယ်နော် ညို့အက်ကိုထိုးထည့်ပြီးဒီနောက်ကခြေစအဝါလေးကိုလက်ကလေးနဲ့ဖိထားမယ်နော်လက်ကလေးနဲ့ဖိကြပြီးဒီဒီခြေသားလေးကိုကြတော့လက်ညိုပေါ်လေးတင်လိုက်မယ်ပြီးရင်အမဒီနှစ်နှခါရစ်ပြီးဒီအလဲဘောက်ကပဲထိုးပြီးတော့ထည့်လိုက်မယ်နော်ဒါဆိုရင်ဒီမှာ ဝစ်ဆန်လေးရပြီနော်အလွယ်လွယ်လေးပါမယ်နော်ပြီးရင်ဒီနောက်မှာရေစားလေးကိုတူတူလေးဖြည့်လိုက်မယ်နော်ဒါလေးကအနောက်မှာစုမရှိလဲရတယ်နော်ပြုံးမထုတ်ဘူးနော်ကော်လေးနဲ့ကမှာစုတော့โอเคโอเคဒါမျိုးလေးဒီလိုမျိုးပန်းမွင့်လေး၃ခုထိုးမယ်နော်ဒီမှာပန်းမွင့်လေး၃ခုထိုးလာပြီဆိုရင်ဒီကလစ်လေးမှာကော်လေးနဲ့ကပ်လိုက်မယ်နော် ကလေးလေးမှာဒီမှာနော်မနှားတဲ့နေရာလေးကနေပြီးတော့ဒီမျိုးလေးကလိုက်မယ်တခုနော်ပြီးရင်နောက်တစ်ခုကိုကြတော့ဒီလိုမျိုးလေးကမယ်နော်ကော်လေးတွေဘေးကိုတားကြီးဟိုထွက်ပြီးတော့မကြအောင်ဒီရှင်ရှားလေးကပ်ပြီးမယ်နော် ဒီညမှာပတ်မွေလေးတွေကိုတည်တည်ချာချာလှလှလေးကိုအဆင်ပြေတယ်လို့လေးကပ်ပေးပါနော်အဲဆိုရင်ဒီမှာပန်းမွေလေးကပ်ပြီးပြီเนาะဒီမှာလုံနေတဲ့နေရာလေးတွေကိုကော်လိုတယ်လို့ထင်တဲ့နေရာလေးတွေကိုလိုက်ပြီးတော့ဖြီးလိုက်မယ်เนาะ ဒီဒါဆိုရင်ဒီမှာ clip လေးပြီးပြီပေါ့เนาะဒီ video လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်เนาะ